ာပါရှင်ချင်းလင်း channel သတင်းဌာနမှပြင်ပြီးကြိုဆိုလိုက်ပါရစေ2025ခုနှစ် March လ15ရက်နေ့ရရှိထားတဲ့သတင်းများကို တင်ဆက်ပေးတော့ပါမယ်ရှင်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့မီဇိုရမ်အတွင်းရှိစစ်ဘေးရှောင်များကိုအိန္ဒိယနိုင်ငံသားဖြစ်မှတ်ပုံတင်ခွင့်မပေးရန်အတိပေးကြောင်းထိုင်းမြန်မာနယ်ဆက်ရှိစစ်ကောင်စီတပ်ရဲ့ Bluetooth စခန်းကိုတိုက်ခိုက်သိမ်းပိုက်မှုတွင်စစ်သား12ဦးသေဆုံးပြီး စစ်တအုပ်ထိုင်းဘက်သို့ထွက်ပြီးသွားကာလက်နက်ခဲယမ်းများလည်းတင်စီရရှိကြောင်းမြိုင်မြို့နယ်ဂျေးရွာနှစ်ရွာကိုစစ်တပ်ကလေကြောင်းဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ရာတန်ကာရောတပားအပါဝင်ပြည်သူ၃ဦးသေဆုံးပြီး၁၉ဦးထိခိုက်ဒဏ်ရာရရှိကြောင်းတောင်တာရှိစစ်တပ်တပ်ဆွေထားတဲ့ဇကြန်းကိတ်နဲ့ဆွတ်ကျေးစေယုံကိုဝင်ရောက်တိုက်ခိုက်မှုတွင်စစ်သား၃ဦးသေဆုံးပြီးကိတ်စခန်းနှင့်ကိုရောင်ကိုမိရှုရှင်းလင်းကြောင်းနဲ့မိုးပေးတွင်အင်အားသုံး ထူးဆစ်ဆင်လာသောစစ်တပ်ကိုဒိုလှိုင်းရေးတပ်များကတိုက်ခိုက်မှုတွင်စစ်သား15ဦးသေဆုံးပြီးလက်နက်ကိုလည်းရရှိပြီးစစ်ကောင်စီတပ်များပြန်လည်ဆုတ်ခွာသွားကြောင်းတို့ပေးဖြစ်ပါရရှင်။မီဇိုရမ်အတွင်းရှိစစ်ပေးရှောင်များကိုအင်ဂျန်နိုင်ငံသားအဖြစ်ဖတ်ပုံတင်ခွင့်မပေးရန်အတိပေးတဲ့တရင်ကိုတင်ဆက်ပေးတော့ပါမရှင်။မြန်မာနိုင်ငံနဲ့ဘင်္ဂလားဒေ့ရှ်တို့မှာဖြစ်ပွားနေတဲ့ပြည်ပခများကြောင့်မီဇိုရမ်ပြည်နယ်ခြေကိုစစ်ပေးရှောင်နေထိုင်ကြတဲ့ ူများကိုအိန္ဒိယနိုင်ငံသားအဖြစ်မှတ်ပုံတင်ခွင့်မပေးကြရန်အိုက်ဇောခရိုင်တရားသူကြီးကမတ်လ23ရက်နေ့မှာအတိပေးထုတ်ကြန်ထားပါတယ်။မြန်မာနိုင်ငံနဲ့ဘင်္ဂလားဒေ့ရှ်တို့မှာပြည်ပခတ်ဖြစ်ပွားလို့မီဇိုရမ်ထေကိုဝင်ရောက်ခိုးလုံတဲ့စစ်ပေးရှောင်အများအပြားရှိပါတယ်။စစ်ပေးရှောင်နဲ့နိုင်ငံခြားသားများအနေဖြင့်အိန္ဒိယနိုင်ငံသားများသာပိုင်ဆိုင်ခွင့်ရှိတဲ့ voter ID အဒကတ် birth certificate tribal certificate နဲ့ residential certificate တို့ကိုပိုင်ဆိုင်ခွင့်မရှိပါ2025ခုနှစ် January လ20ရက်နေ့မှာကျင်းပပြုလုပ်ခဲ့တဲ့အင်ဂျင်နီယာ BTE ဝန်ကြီးဌာနနေဆက်ရေးရာစီမံခန့်ခွဲမှုဆိုင်ရာ အစည်းအဝေးမှာလည်းစစ်ဘေးရှောင်တဲ့နိုင်ငံခြားသားများအားအစူပါစာရွက်စာတမ်းများကိုမလုပ်ပေးကြဖို့ဆုံးဖြတ်ခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။နိုင်ငံသားဖြစ်ခွင့်ကတ်များပြုလုပ်နိုင်ဖို့လိုအပ်တဲ့စာရွက်စာတမ်းများကို ထုတ်ပေးလိမ့်ရှိတဲ့ ဒေသန္တရကောင်စီခြေရွာကောင်စီနဲ့ YMA များအနေဖြင့်ဒီကိစ္စကိုအလေးထားဆောင်ရွက်ကြဖို့နဲ့ အကြောင်းဆုံးသိရှိထားသူများကိုသာပေးဖို့အတိပေးထားပါတယ်။အလားတူပြီးခဲ့တဲ့မတ်လ6ရက်နေ့မှာလဲဂျမ်ဖိုင်ခရိုင်တရားသူကြီးကဂျမ်ဖိုင်ခရိုင်အတွင်းရှိစစ်ပေးရှောင်နဲ့နိုင်ငံခြားသားများကိုအင်တာနက်နိုင်ငံသားများသာပိုင်ဆိုင်ခွင့်ရှိတဲ့စာရွက်စာတမ်းများကိုမပေးချဖို့အတိပေးထုတ်ပြန်ခဲ့ပါတယ်။လက်ရှိမီဇိုရမ်ပြည်နယ်အတွင်းမြန်မာစစ်ပေးရှောင်၃တောင်းကျော်ဘင်္ဂလားဒေ့ရှ်စစ်ပေးရှောင် 2000ကျော်နဲ့မနီပူပီနေမှာစစ်ဘေးရှောင်12000နီးပါးခူလုံရရှိတယ်လို့သိရှိရပါတယ်ရှင်။ထိုင်းမြန်မာနယ်ဆက်ရှိစစ်ကောင်စီတပ်ရဲ့ Bluetooth စခန်းကိုတိုက်ခိုက်သိမ်းပိမှုတွင်စစ်သား12ဦးသေဆုံးပြီးစစ်တအူထိုင်းဘက်သို့ထွက်ပြေးသွားကာလက်နက်ခဲယံများလေးတင်စီရရှိထားတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးသွားပါမယ်ရှင်။ ကရင်ပြည်နယ်ထိုင်းမြန်မာနယ်ဆက်ရှိစစ်ကောင်စီတပ်ရဲ့ Bluetooth စခန်းကိုတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးစစ်သား12ဦးသေဆုံးကစစ်ကောင်စီတပ်ဖွဲ့ဝင်12ဦးထိုင်းဘက်သို့ထွက်ပြေးသွားကြောင်း KNU ဗဟုကတရားဝင်သတင်းထုတ်ပြန်ထားပါတယ်။ယမနေ့မတ်လ14ရက်နေ့ KNU အုပ်ချုပ်မှုနေနေစမ်းပွေမြို့နယ်စစ်ကောင်စီတပ်ကတဆွေထားသောခလာရ31 point 1248 bluetooth ခြေကုပ်စခန်းကို KNLA တမဟာခွနဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO နဲ့တိုလှန်ရေးပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင်12ဦးသေဆုံး၍17ဦးထိုင်းဘက်သို့ထွက်ပြီးလွတ်မြောက်သွားခဲ့ကြောင်းသိရှိရပါတယ်။ထိုင်းနိုင်ငံဘက်အခြံသို့ထွက်ပြီးလွတ်မြောက်သူစစ်သား17ဦးနဲ့စစ်သား3ဦးမှာတင်ရရရှိထားပြီး၎င်းတို့နဲ့အတူလက်နက်ငယ်နှစ်လက်နဲ့ လက်ဖြစ်ပုံးတစ်လုံးအတူပါရှိလွတ်မြောက်သွားခဲ့ကြောင်းသိရှိရပါတယ်။စစ်ကောင်စီတပ်ရဲ့ Bluetooth စခန်းတင်တိုက်ပွဲတွင် KNLA ဘက်မှရဲဘော်6ဦးတရားရရှိ၍3ဦးကြက်ဆုံးခဲ့တယ်လို့သိရှိရပါတယ်ရှင်။မြန်မြုပ်နေဂျေးရွာနှရွာကိုစစ်တပ်ကလေးချောင်းဖြင့်ပုံချေတိုက်ခိုက်ခဲ့ရာတန်ကာရိုတပားပါဝင်ပြည်သူ၃ဦးသေဆုံးပြီး၁၉ဦးထိခိုက်ဒဏ်ရာရရှိထားတဲ့တရင်ကိုလည်းဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။မကွေတိုင်းမြန်မြုပ်နေစူဝင်းရွာနဲ့ ဝေတောင်တရွာရှိပုံကြီးကျောင်းနဲ့နေအိမ်များကို အကြံဖက်စစ်တပ်ကလေရင်သုံးစီးဖြင့်ပုံကြီးတိုက်ခိုက်ခဲ့ရာတင်ကရိုတပားအပါဝင်ပြည်သူ၃ဦးတေဆုံးပြီး၁၉ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်၂၀၂၅ခုနှစ်မတ်လ၁၄ရက်နေ့မွန်လွေ၁၂နာရီအချိန်ခန့်မြိုင်မြုံနေစူဝင်းရွာနဲ့ဝေတောင်တရွာရှိပုံကြီးကျောင်းနဲ့နေအိမ်များကို အကြံဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲမကွေးလေတက်နဲ့မိထလာလေတက်မှာ တက်လာသော jet fighter 3စီးဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ပြီးစူဝင်းရွာမှပြည်သူပိုင်းနေအိမ်တစ်လုံးပေါ်ပုံကျရောက်ပုတ်ကွေးခဲ့ပြီးနေအိမ်တစ်လုံးမိလောင်ကျစီကပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ We Love မြိုင်အဖွဲ့မှတာဝန်ရှိသူတဦးကပြောဆိုထားပါတယ် We Love မြိုင်အဖွဲ့မှတာဝန်ရှိသူကတိုက်ပွဲဖြစ်ပွားတာမရှိပါဘူး jet fighter 3စီးနဲ့အเจ้าမေလေးချောင်းတိုက်ခိုက်မှုပြုလုပ်သွားတာပါ စစ်ခွဲတွေလေကြောင်းတက်ခိုက်မှုအတွင်းမှာစူဝင်းရွာကပြည်သူပိုင်နေအိမ်တလုံးပေါ်ဘုံချရောက်ပောက်ပွဲပြီးနေအိမ်တလုံးမိလောင်ပြက်စီရယ်ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရရှိရယ်ဝေတောင်တရွာဘုံကြီးချောင်းပေါ်ကိုလည်းဘုံချရောက်ပောက်ပွဲတာဘုံကြီးချောင်းတလုံးမိလောင်ပြိုကျပြီးဘုံကြီးတပါကိုရင်၃ပါနဲ့ပြည်သူ၆ဦးထိခိုက်ဒဏ်ရာရရှိပါရယ်အသက်၃၀ကျော်အရွယ်ကိုရင်ကြီးတပါနဲ့ အသက်20ကျော်အရွယ်အမျိုးသား2ဦးတေဆုံးတယ်။ကျင်းရွာမြောက်ပိုင်းကိုလည်းပုံကြရောက်ပောက်ကွဲပြီးပြီးသူပိုင်နေအိမ်လေးလုံးမိလောင်ပျက်စီးပါရယ်။ပြီးသူခုနှစ်ဦးလောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ရန်ကုန်ခက်တဲ့တရင်ဌာနတို့အတိပြုပြောဆိုထားပါရယ်။ဂျပ်ဂျန်ဝေတောင်ကျရွာဘုံကြီးချောင်းဖော်ကိုလည်းပုံကြရောက်ပောက်ကွဲခဲ့ကဘုံကြီးချောင်းတကြောင်မိလောင်ပြိုကျပြီးအသက်30ကျော်အရွယ်ကိုရင်ကြီးတပါးနဲ့ အသက်20ကျော်အရွယ်အမျိုးသား2ဦးသေဆုံးခဲ့ပြီးတန်ကာရိုတပါ၊ကိုရင်3ပါနဲ့ပြည်သူ6ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းဝေတောင်တရွာမြို့ပိုင်းရှိပြည်သူပိုင်းနေအိမ်များကိုလည်းပုံကြရောက်ပောက်ကွဲခဲ့ပြီးနေအိမ်လေးလုံးမိလောင်ပြကြကပြည်သူ9ဦးထပ်မံဒဏ်ရာရရှိခဲ့ရလို့သိရှိရပါတယ်ရှင်။တောင်တာရှိစစ်တပ်တက်ဆွေထားသောဇကြန်းကိန်းနဲ့ဆွေချေစစ်ယုံကိုဝင်ရောက်တိုက်ခိုက်မှုတွင်စစ်သား3ဦးသေဆုံးပြီး ိတ်စခန်းနဲ့ကုရောင်ကိုမင်းရှုရှင်နဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမရှင်။မန္လီတိုင်းတောင်တာမြို့မြို့ရှိအကျံဖက်စစ်တပ်တက်ဆွေထားသောဇကြံကိန်းနဲ့စစ်ကြေးစစ်ရုံကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်သား၃ဦးသေဆုံးပြီးကိစ္စကနဲ့ကိုရောင်ကိုမိရှုရှင်လင်းခဲ့ကြောင်းသိရှိရပါတယ်။မတ်လာ၁၄ရက်နေ့မွန်လွေပိုင်းအချိန်တောင်တာမြို့ အနောက်ဘက်အထွတ်ရှိအကြံဖက်စစ်ကောင်စီတပ်သားအင်အား90ခန့်တပ်ဆွဲထားသောစစ်ကြံကိတ်ကိုမင်းချန်ခရိုင်အမှတ်3တရမဒေါ်လိုင်းရဲပေါ်များပူးပေါင်းကာဝင်ရောက်တိုက်ခိုက်ခဲ့ရာအကြံဖက်စစ်ကောင်စီတပ်သား3ဦးသေဆုံးခဲ့ပြီးတိုက်ခိုက်တရန်ရရှိသူများကြားကြောင်းတိုက်ပွဲအတွင်အကြံဖက်စစ်ကောင်စီတပ်သား30ဦးခန့်ကဒေါ်လိုင်းတပ်ဖွဲ့များကိုဝိုင်းပတ်တိုက်ခိုက်ခဲ့တဲ့ဖြစ် ေဆုံးသွားသောစစ်သားများရဲ့လက်နက်ခေရများကိုကောက်ယူနိုင်ခဲ့ခြင်းမရှိဘဲအထိုင်ကိတ်စခန်းကိုသာမိရှုရှင်လင်းနိုင်ခဲ့တယ်လို့မင်းချန်ခရိုင်အမှတ်3တရမှတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။မင်းချန်ခရိုင်အမှတ်3တရမှတာဝန်ရှိသူတို့ကတောင်တာမြို့နယ်အနောက်ဘက်အတွက်ကအင်အား90ခန့်အထိုင်ချက်ထားတဲ့ဇကြန်စစ်ခွေကိတ်နဲ့ဆွတ်ကျေစယုံကိုဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။စစ်ခွေ3កောင်တဲပြီး ထိခိုက်ဒဏ်ရာရရှိသူများပါတယ်။လက်နက်တွေတော့ကောက်နိုင်ခဲ့ခြင်းမရှိပါဘူး။စစ်ခွေးကိန်းနဲ့ကိုရောင်ကိုမိရှုရှင်လင်းခဲ့ရလို့ရန်ကုန်ခေတ္တတရင်ဌာနတို့အတိပြုပြောဆိုထားပါတယ်။ထို့နောက်ဂျိုလိုင်းရဲတပ်ဖွဲ့များကတောင်တာမြို့နယ်ဆွတ်ကျဲစေယုံရှိအကြံဖက်စစ်ကောင်စီတပ်သားများကိုလည်း60မမလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးစေယုံအတွင်းရှိဘန်ကာ၃လုံးပြိုကျပျက်စီးခဲ့ကဂျိုလိုင်းရဲပေါ်များက ကျက်သွင်းကိုရောင်ကိုမိရှုရှင်နှင်ခဲ့ကြောင်းသိရှိရပါတယ်ရှင်။မိုးဘေးတွင်အင်အားသုံးထူးဆစ်ဆင်လာသောစစ်တပ်ကိုဒိုလှိုင်းရေးတပ်များကတိုက်ခိုက်မှုတွင်စစ်သား15ဦးသေဆုံးပြီးလက်နက်ကိုလည်းရရှိပြီးစစ်ကောင်စီတပ်များပြန်လည်ဆုတ်ခွာသွားတဲ့တရင်ကိုလည်းဆက်လက်တင်ဆက်ပေးသွားပါမယ်ရှင်။ရှမ်းပြည်နယ်နဲ့ကရင်နီပြည်နယ်အဆက်မိုးဘေးတွင်အင်အားသုံးထူးဆစ်ဆင်လာသောစစ်တပ်ကိုဒိုလှိုင်းရေးတပ်များက ဂျန်လီတိုက်ခိုက်ခဲ့ရာ စစ်သား15ဦးသေဆုံးပြီးလက်နက်ကိုလည်းရရှိကစစ်ကောင်စီတပ်များဂျန်လီဆုတ်ခွာသွားကြောင်းသိရှိရပါတယ်။မတ်လ23ရက်နေ့စစ်ကောင်စီတပ်က drone လက်နက်ကြီးများအလွန်အကျွံအသုံးပြုကာထူးစစ်ဆင်တိုက်ခိုက်မှုကြောင့်ရှီတန်ကင်းနေရာအချို့တက်ဆုတ်ပေးခဲ့ရကြောင်းမတ်လ14ရက်နေ့တွင်တို့လှန်ရေးအင်အားစုများကဂျန်လီထူးစစ်ဆင်တိုက်ခိုက်မှုကြောင့်အကြမ်းဖက်စစ်တပ်မှအနည်းဆုံး75ဦးသေဆုံးပြီး တန်ရာအများပြားရရှိကာပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်းတိုက်ပွဲအတွင်ရန်သူလက်နက်ကိုလက်ဆက်ဆက်ပစ္စည်းများဒိမ့်စီရမိခဲ့ကြောင်းသိရှိရပါတယ်။မြို့ပြတော်လှန်ရေးတပ်ဦး Urban Revolutionary Front URF မှကိုထက်ကမတ်လ13ရက်နေ့မှာပြည်သူ့စစ်အင်အားအလုံးအင်နဲ့ drone တွေအစိမ်ဝေးဘုံတွေနဲ့ မိုးဘေးမြို့ကိုထူးဆစ်ဆင်းတဲ့မတ်လာ14ရက်နေ့တနေ့လုံးတိုက်ပွဲဖြစ်ပါတယ်။မနေ့ကညနေပိုင်းမှာမိုးဘေးမှာဆုံးလိုက်ရတဲ့နေရာတွေအကုန်ကျန်ရတယ်။စစ်တပ်ဘက်အနည်းဆုံး15ဦးထက်မနည်းတေဆုံးတယ်လို့ရန်ကုန်ခေတ္တသတင်းဌာနတို့အတည်ပြုပြောဆိုထားပါတယ်။တိုက်ပွဲအတွင်းတိုလှန်ရေးအင်အားစုပဲမှ KNTF B03 ရေပေါ်တအူမြင့်မြတ်စွာကြာဆုံးခဲ့ကြောင်းမိုးဘေးတိုက်ပွဲတွင်အကြံဖက်စစ်ကောင်စီမှ ်တငွေပုံများပြက်ခတ်ခြင်းနဲ့မီးလောင်ပုံများအုံပြုတ်တက်ခိတ်ခဲ့ကြောင်းမီးလောင်ပုံများအုံပြုတ်တက်ခိတ်မှုကြောင့်မတ်လအတွင်းမူပင်မျိုးပေါ်ရက်ကွက်များအတွင်းနေအိမ်အနည်းဆုံး15လုံးနဲ့အထက်မီးလောင်ပျက်စီးခဲ့ရကြောင်းသိရှိရပါတယ် KNDF ဘ ਹੁ တရင်နဲ့ပြန်ကြားရေးဌာနတာဝန်ရှိသူကစစ်ကောင်စီကနိုင်ငံတကာဥပဒေနဲ့မငြီးတဲ့ဓာတ်တူလက်နက်တွေတုံးပြီးတော့သူတို့ဘက်ကစစ်ရေးအသာစီးရဖို့အပြင်းအထန်ကြိုးစားနေတယ်လို့ ကြိုးရမှာဖြစ်ပါတယ်။မိုးပေနဲ့အနီတဝိုက်ကဗီတူရီကလည်းအကုန်လုံးဆစ်ဆောင်သွားကြတယ်။ဒါပေမဲ့စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိမှုတွေ drone နဲ့တိုက်ခိမှုတွေရှိနိုင်တဲ့အတွက်ဗီတူရီအနေနဲ့တော့လုံခြုံရေးသတိရှိရှိနေထိုင်ပေးကြဖို့တိုက်တွန်းချင်တယ်လို့ရန်ကုန်ခေတ်သစ်တရင်ဌာနတော်အကြီးပြုပြောဆိုထားပါတယ်။2024ခုနှစ်ဒီဇင်ဘာလမှာစ၍ယနေ့အထိမိုးဘေးကိုရရှိရန်အကြံဖက်စစ်ကောင်စီက လူအင်အားနဲ့ drone များလက်နက်အင်အားတလုံစွာအသုံးပြု၍ထူးဆစ်ဆင်မှုကိုတော်လှန်ရေးအင်အားစုများဖြစ်ကြသောရန်တောင်စစ်တေတာခွေအမှတ်1ပြုဟာ Greenie အမျိုးသားများကကွေရီတက်နဲ့အခြားတပ်ပေါင်းစုများကခုခံတွန်းလှန်ရရှိကြောင်းသိရှိရပါရဲ့ရှင်။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းစီစဉ်ကိုတော့ကျွန်တော်နဲ့ပဲရင်နာတော့ပါမယ်ရှင်။ challenge channel သတင်းစီစဉ်ကို ကြည့်ရှုအားပေးနေတဲ့သူတိုင်းကိုစိတ်နှပြကျမ်းမာရှင်လန်းနိုင်ကြပါစေရှင်။